16သင်းအဆင့်ရှုံးထွက်မှာမှဒါနောက်ဆုံးရဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော် quarter final လေးစပါတော့မယ်เนาะအဲ့တော့ဒီနေ့ကတော့နောက်ဆုံးအနေနဲ့ဒါ Real Madrid နဲ့ Juventus ကမယ်ဒါ Dortmund နဲ့ Monterrey ဒါဒီနှစ်ပွဲပေါ့လीเนาะအားလုံးပေါင်း၄သင်းဒီတည်းကနှစ်သင်းတက်မှာဖြစ်ပါတယ်အဲ့တော့ Real နဲ့ Juve မှာ Real တက်မလား Juventus တက်မလား Dortmund တက်မလားဒါ Monterrey တက်မလားညီကိုတို့ဘယ်လိုမြင်လဲဗျာเนาะသုံးသပ်ပေးကြပါအောင်ဗျာเนาะအဲ့တော့မနေ့ကတော့เนาะတပွဲနိုင်တပွဲရှုံးပေါ့လीเนาะမနေ့ကတော့ CD Go ပေါ့လीအဆင်ပြေတယ်ဒါပေမဲ့ ဒါလက်ရှိကတော့ဒါ inter ဟာတော့9 9အောင်ပေါ့နော်အဲ inter 9အောင်လည်းအဆင်ပြေတာပဲနော် z2 အော် inter body ကတော့လစ်တယ်ပေါ့လीနော် inter body နဲ့ inter 9အောင်မှာကျွန်တော်ဒါ body ကလစ်တယ်ဒါ9အောင်လေးကအဆင်ပြေတယ်ဟိုမှာတော့ cd 9ပေါ့လीတော့ brother တို့အဆင်ပြေမယ်ထင်ပါတယ်နော်ကွာကြီးကမထင်မဖဲနဲ့ဟို3 4ကြီးနဲ့ဗျာနော်အဲ့တော့ leonardo ရဲ့ tight set ကတော်တော်လေးကျန်းနေတာကြောင့်ဒါ inzaghi အနေနဲ့ a heli အသင်းကိုဒါနောက်တစ်ဆင့်ဆွဲခေါ်သွားနိုင်ပါတယ်နော်အဲ့တော့လက်ရှိကတော့ haaland တို့ရာသီအဖွင့်မှာပဲနော် nelly အဲတိုင်ပတ်သွားတဲ့အနေထားပေါ့လေနော်အဲ့တော့ဒါနောက်တစ်ဆင့်ရောအဲဒီနေ့ဒီနေ့ကအဲ Rian နဲ့ Dortmund အကယ်၍များတွေ့မလား Juventus နဲ့ဒါ Dortmund တွေ့မလားဒါစောင့်ကြည့်ရမှာဖြစ်ပါတယ်အဲ့တော့လက်ရှိကတော့ဒီ16သင်းမှာဒါ Palmeiras နဲ့ Chelsea တွေ့မယ်ပြီးရင် Fluminense နဲ့ ဒီ AH လေးတွေ့မယ်ပြီး PSG နဲ့ Bayern Munich တွေ့မှာဖြစ်ပြီးတော့အခုဒီနေ့နိုင်နေနှစ်သင်းတွေ့ဆုံမှာဖြစ်ပါတယ် Quarter Final ပေါ့လीเนาะပြီးတော့ Semi Final လာမယ်ပြီး Final Game မှာဖြစ်ပါတယ် Final ကတော့ July 14ရက်နေ့မှာ Game မှာဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ဒါရာသီအသစ်စတော့မှာဖြစ်ပါတယ်เนาะအဲ့တော့ဒါအဲဒီရာသီကတော့ဒါအရန်ကြီးနာရရတော့မရှိလိုက်ဘူးပေါ့လीเนาะထောက်လျှောက်ကတော့ညီတို့ပြင်းပြင်းချိန်တော့မရတော့ပါဘူးเนาะမင်္ဂလာပါညီကိုတို့ရေမင်္ဂလာပါဗျ တော့ brother တို့ဒီနေ့ဘယ်ပွဲလေးတွေကြိုက်ကြလဲဗျာနော် brother ဇော်ကြီးမင်္ဂလာပါခစ်တဲ့မင်္ဂလာပါလှသိမ့်မင်္ဂလာပါကြော်ထက်အောင်မင်္ဂလာပါကြော်လင်းထောင်အားမင်္ဂလာပါဗျာဦးစိုးမြင့်မင်္ဂလာပါအဲ ACK Sparrow မင်္ဂလာပါဦးစိုးမြင့်မင်္ဂလာပါမျိုးကြီးမင်္ဂလာပါခစ်တဲ့မင်္ဂလာပါအဲရှိုင်းလေးမင်္ဂလာပါကိုငယ်မင်္ဂလာပါတန်းတို့အောင်1 2 3မင်္ဂလာပါထက်အမ်ထက်မြင့်အောင်မစီဒီကိုပေါ်ရလိုက်တယ်โอเคပါ brother ရေဆိုင်းမင်းအဲဆိုင်းမင်းသူရေမင်္ဂလာပါဗျတန်းတိုးနေတယ် bro အာတန်းတိုးတာဟုတ်ပါမလား brother ကျွန်တော်ဘာမှမလုပ်သားဘူးเนาะ နဲ့ဝေးနေလို့ထင်တယ်เนาะဘယ်ရောက်ပါလဲမင်္ဂလာပါဘရိုနာမည်ခေါ်ပေးပါတဲ့ကြော်စင်ဟိမင်္ဂလာပါဗျအရင်ပြဲကွဲသွားမှာဆိုလို့ဒီမှာတင်လိုက်ပြီ brother ရေเนาะထပ်တင်ပေးအောင်မလားရောတင်လိုက်ပြီဗျာเนาะ brother ကြော်ထပ်အောင်မင်္ဂလာပါဗျ brother ဝင်းအဲဝင်းအောင်မင်္ဂလာပါဗျရန်နိုင်ဆိုရန်အောင်ဆိုမင်္ဂလာပါ brother ရေနေသူလွင်မင်္ဂလာပါဗျဦးမျက်နိုင်မင်္ဂလာပါအာကွန်မန့်နေရပေးအပေါ်ရောက်ကုန်ပြီเนาะ ဗသာမေမြင့်စုအောင်မင်္ဂလာပါဗျညီစောမင်္ဂလာပါကိုမင်းမင်္ဂလာပါတန်တူအောင်1 2 3မင်္ဂလာပါကျော်ဟိတ်မင်္ဂလာပါအောင်အောင်မင်္ဂလာပါအောင်လှမင်္ဂလာပါကျော်စွာမင်္ဂလာပါတုတ်ကြီးမင်္ဂလာပါ KP online မင်္ဂလာပါဗျ Jaspero မင်္ဂလာပါ Brother Soko ကိုမင်္ဂလာပါမထင်ထားတဲ့ရလက်တီထပ်မြင်အောင်မထင်နေဟုတ်တယ် Brother ရေနော် Real Madrid က level တရားရှုံးတရားရှုံးတော့မဟုတ်ပါဗျာတလုံး80ပေါင်းဒါမဲ့လေ level တရားဝင်ယူနီးပါပဲဖြစ်နေတယ်ဆိုတော့ Real က Real ပြုတ်မယ်ထင်တယ် Brother ရေနော်ကြီးကြီးရတာပေါ့လीနော် brother brother ကဘလို့ဘလို့တင်းလဲ brother လာသိမ့်မင်္ဂလာပါ sorry ပါစောပုတ်မင်္ဂလာပါအဲကိုစိုးလွင်မင်္ဂလာပါဘာကြီးညာမင်္ဂလာပါ not to မင်္ဂလာပါဗျ real go ပါဟုတ်တယ် brother เนาะ brother ဝေလင်းအောင်မင်္ဂလာပါဥလသိမ့်မင်္ဂလာပါ real go ပါဟုတ်ပါမလားဟမ် brother ဦးမျိုးကြည်မင်္ဂလာပါဗျအဲ့ဒါချစ်မင်းသူမင်္ဂလာပါတုတ်ကြီးမင်္ဂလာပါမွန်လေးမွန်လေးမင်္ဂလာပါဗျမိုးကြီးတဲ့ဘာကြီးလဲဘရဒါရေဘရဒါခစ်တဲ့မင်္ဂလာပါဗျ အဲဘယ်ဟောလဲ92မင်္ဂလာပါကျော်ဇက်ဇက် H line မင်္ဂလာပါဆရာတော်မင်္ဂလာပါဗျကြီးလိန်ထားတယ်တင်နေပြရတယ်မအောင်လဲကြီးနဲ့လှန်စားထားသလိုကြီးလေးတယ်အဲ့လိုတော့လေအစတော့တွေးတာပေါ့လေဒါပေမဲ့လက်ရှိ real madrid ချီစွမ်းကတော့မကောင်းရအဲ့ပြီးရင်ပြောပြောမယ်ပေါ့လေနော်ဒါဒီနေ့ကလည်းနှစ်ပွဲပဲရှိတယ်ဗျတခြားပွဲပြောစရာလဲနော်ဟိုဟိုဟာတွေက concaf ကမနေ့ပြန်มาပဲစမယ်နေတာပေါ့လေ usc နဲ့ဒါ quintamala တွေ့မယ်ပြီး mexico နဲ့ honduras ဒါ CONCACAF မှာ semi final ရောက်သွားပါပြီเนาะအဲ့ဒါလေးလည်းတော်လေးကြည်ကောင်းမဲ့ပွဲကြီးပါเนาะအဲ့တော့ဒါလေးဒါလေးကိုဒီနေ့ကတော့ဒီနှစ်ပွဲရဲ့အသုံးသက်ချက်လေးပဲကျွန်တော်ဒီနေ့တင်ဆက်ပေးပါမယ်เนาะအဲ့တော့အသေးလေးလက်မလေးလေး live လေးကိုတယောက်တစ်ချက်လောက်ကုညီပြီးတော့နှိပ်ပေးကြပါအောင်ညီကိုတို့ရေကြည်သူများတင်ပါရဗျ brother leo မင်္ဂလာပါ sopo မင်္ဂလာပါကုကုမောင်မင်္ဂလာပါ real aim ပေါင်ပြီးဆိုဟုတ်ပါမလား brother sopo เนาะဟုတ်ပါမလား brother ရာသီတောင်မစားသေး brother ကြီးเนาะ brother phone master မင်္ဂလာပါဗျနာမည်ခေါ်ပေးပါအောင် okay ပါ brother sokuku မင်္ဂလာပါ တလုံး30ဝင်ရိုးကနေတလုံး80ပေါ့ဟုတ်တယ် brother เนาะ TD စိတ်မင်္ဂလာပါကိုကိုလေးမင်္ဂလာပါတပ်ပိုင်မင်္ဂလာပါဟာလာမက်ဒရစ်ဟုတ်ပါမလားမလေးမလေးမင်္ဂလာပါမိုးကတဲတဲမဲမဲယွာနေရဘာမှမကြောက်ဘူးတဲ့ဟာမာနီရဲနေပြီ brother ရေဒီမှာအတန်လေးကဒီမှာအနီဘက်ကိုရောက်နေပြီเนาะနေထက်ကျဲပြီးမယ်ဗျာအဲ့ဒါဆိုเนาะโอเคရပြီကဲဒါဆိုရင်ဆွဲလိုက်အောင်เนาะအဲ့တော့ဒါဒါ ဝိုင်းစပါမှာဆော့ကျင်တဲ့ညီကိုတွေအနေနဲ့ကလည်း Gobi ရဲ့ promo code ဖြစ်တဲ့ GB777 ကိုအသုံးပြုတော့လေ100% bonus ကြီးရယူနိုင်ပါတယ်အသေးသေးသိရှိလိုပါက Wine Spot မြန်မာ Facebook page နဲ့သူတို့ application သို့မဟုတ် website လေးရဲ့ customer service call လို့နှိပ်ပြီးတော့လေ24နာရီတိလို့ရတယ်မေးမြန်းလို့ရပါတယ်ကြည့်ရကျွန်တော်တို့ဒီနေ့နှစ်ပွဲလေးစလိုက်အောင်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါ Real Madrid နဲ့ Juventus မှာလက်ရှိ Real Madrid အသင်းကတလုံး80ပေါင်းဒါကမှ3လုံး30ပေါင်းနဲ့ကျွန်တော်ကာယံထားတာဖြစ်ပါတယ်ဆိုတော့ပုံမှန်အားဖြင့်တော့ Real Madrid ကဇာဗီလွန်ဆိုမဟုတ်ခန့်ရင် Ancelotti လက်ထက်မှာဆိုရင်တော့မှဒီကြီးကမနိုင်ပြောရင်တော့ ဟိုပြော့တယ်ဆိုရင်တော့မှလက်ရှိအနေထားရအန်ပါဘီမပါတဲ့အနေထားမျိုးမှာစဉ်းစားပြေးလို့ရတယ်ပေါ့လေအဲ့တော့ဇာဗီအလွန်ဆိုလက်ရှိအဲခေါ်ယူထားတဲ့ကစားသမားဒီအလက်ဇန်ဒါအာနိုတို့မှာတော့ရှိတဲ့အနေထားမျိုးမှာအန်ပါဘီမပါရင်တော့မှဗီနီရှီယားလက်ရှိဒီရသည်ခြေစွမ်းကောင်းမွန်နေတဲ့အနေထားမျိုးနဲ့စဉ်းစားမယ်ဆိုတော့လုံး80ပေါင်းကဘလူနီးတဲ့ဖြစ်ဖြစ်အနှဲငယ်လीတော့နည်းနည်းလीတော့ပျော့တယ်လို့ယူဆရဗျာပြီးခဲ့တဲ့ရာသီနောက်ဆုံးထိတဲ့တစုံဖြစ်ခဲ့တာဒီနှစ်သိန်း2023ဒီမှာ၈လပိုင်းမှာတွေ့ခဲ့တာခြေစမ်းပွဲလေးပါပဲเนาะဂျူဗန်ဒက်စ်ကဒါအိမ်ကွင်းမှာထင်ပါတယ်เนาะရီယယ်မရီအဝေးဝန်းကနေတလုံးတည်လာမသိဘူးပြီးခဲ့တာ 3-1နဲ့ Real Madrid ရှုံးနေခဲ့ပါတယ်အဲ့တော့နောက်ဆုံး2023မှာပြီးခဲ့တဲ့ကြီးကတလုံးတည်ဖြစ်တဲ့အတွက်အခုပြီးတဲ့ တလုံး80ပေါင်ဒါက fever walker ဖြစ်ပါတယ်ခြေစမ်းပွဲမှာတော့တလုံးသိရေးပေးကြရင်များအခုဒီလက်ရှိအနေအထားကတလုံး80ပေါင်တော့နည်းနည်းလေးတော့ပျော့တယ်ပေါ့နော်ဒါမှမဟုတ်ဂျာဝင် USC ကွင်းဖြစ်တဲ့အတွက်လည်းဒါနားလေပေးလို့တော့ရတဲ့အနေအထားမှာရှိပါတယ်အဲ့တော့ real madrid ကိုပြန်ကြည့်ရင်လက်ရှိ real madrid က3ပွဲတုံးတော့ရလတ်ကောင်းတယ်မစိုးဘူးပေါ့နော်ဒီထဲမှာ air harley အသင်းကို1-1နဲ့တော့ကန်နိုင်ခဲ့တယ်နော် cd ပြုတ်ခဲ့တဲ့ air harley ကိုတလုံး90ရှုံးအထိပေးခဲ့တာဟာ real madrid ကြီးကလက်ရှိကြီးနဲ့ရှင် juventus ကြီးနဲ့ရှင် ျော့တယ်လို့ယူဆလို့ရတယ်အဲဟေးလေးကိုလေနော်အဲ့တော့လက်ရှိဒါပါချူကာအသင်းကိုနောက်တစ်ပတ်မှာ3-1နဲ့ပွဲပြီးတာတယ်အဲတော့ကလည်းကိုပေးရတာပဲပေါ့လေ7နဲ့ပွဲတော့တော့ clean sheet ရလာတယ်3-0ဆိုရဲရလည်းနဲ့ Real Madrid အသင်းကဒါအနိုင်ရခဲ့တယ်ဆိုတော့အဲပြန်ကြည့်ရရင်တော့မစိုးဘူးဆိုတဲ့အနေအထားမှာတော့ရှိရပေါ့ဒါတော့မှ Mbappe မပါသေးတဲ့အနေအထားမျိုးဖြစ်ပါတယ်နော်အဲ့တော့လက်ရှိကတော့အဓိကဒီကွင်းလယ်မှာဒီ Camavinga မပါနိုင်သေးဘူးခံစစ်ကတော့အဲနည်းနည်းလေးလူကစားသမားနည်းနည်းပပပြန်ပါတယ်မဟုတ်ရီဒီကာတို့ ဒီဒီဟိုကနေအသက်ခေါ်ရတဲ့ဟွာဆန်တို့ပါလို့ရှိတဲ့အနေအထားမျိုးမှာကန်ဆယ်လဲမဆုံးလို့ပြောလို့ရပါတယ်ဒါပေမဲ့တစ်ဖက်က Juventus ဟာ Man City ကို5-2နဲ့ရှုံးထားတယ်ဗျဆိုတော့ဒီမှာကြည့်ရမှာက Anfield အသင်းနဲ့ Real Madrid ကတီဝမ်းဝမ်းကန်ခဲ့ပါတယ်ဆိုတော့ City က Juventus ကို5-2နဲ့အနိုင်ရထားတယ်ဆိုတော့မနေ့ကအဲဟာလီကိုအဲဟာလီဟာမန်စီးတီးကိုနိုင်ထားတယ်ဆိုတော့ဒီလိုမျိုး link up တွေချိတ်ဆက်လိုက်တဲ့အခါမျိုးမှာမနိုင်ပြောရင်တော့ Real Madrid ဟာ Juventus ကို ဒါနိုင်မဲ့အနေထားလေးအသာစီးရနိုင်တဲ့အနေထားလေးမြင်ရတယ်ဆိုတော့ဒါကိုတော့တလုံး80ပေါင်းပေးတဲ့အနေထားအရခြေစွမ်းကတော့ Real Madrid ဘက်ပါပဲကျွန်တော်ယက်တည်ပါတယ်ဒါပေမဲ့ကြီးအရာက Juventus ကနေတဲ့နယ်လို့ကျွန်တော်ယူဆတယ် Juve ရလက်ရှိကန်ခဲ့တဲ့၃ဘက်မှာ AN အသင်းကို 5C ပွဲပြီးရပါတယ် clean sheet ရခဲ့တယ်ဒါပေမဲ့ AN အသင်းဟာတိုက်စစ်အသာပြီးကန်တဲ့အသင်းမဟုတ်ဘူးတိုက်စစ်ပိုင်းအားနည်းသောအသင်းဖြစ်ပါတယ်ခန်းစစ်ပိတ်ကန်တဲ့အသင်းမှာ 5C နဲ့တော့တို့အဲ့ပွဲလုံးကတော့ impressive ဖြစ်စရာတော့ရှိတယ်။နောက်တစ်ပွဲကလည်း wide net wide net ဆိုတဲ့အသင်းကလည်းအခုမှသာเนาะ FIFA World Cup မှာတိုးလာတဲ့အသင်းပါ။ဆိုတော့အဲမော်ရိုကိုလီယာတင်เนาะအဲတော့ကလည်း4-1ဆိုတဲ့ရလနဲ့ Juventus ကအနိုင်ရခဲ့တာဖြစ်ပါတယ်။ပြီးတော့ CD အသင်းကို2-5ဖြစ်ခဲ့တယ်။ဆိုတော့ဒီအဲတုန်းက Man City တောင်မှတလုံး90ပေါင် Juventus ကို Man City ပေးတဲ့ကြီးကတလုံး90ပေါင်ပေးခဲ့တာပါ။အခုတလုံး80ပေါင်ဆိုတော့ Real Madrid ကြီးက တော်တော်လေးယော်ယော်ဒီယော်ရဖြစ်နေတဲ့အနေအထားပေါ့လေနော်ခြေစွမ်းပိုင်းအရာကတော့ Real Madrid ပဲနေသင့်တယ်ဒါပေမဲ့ဂျေးအရာကတော့ကျွန်တော်တို့ Juventus ကြိုက်တယ်ဗျာဒီလားဒါပေမဲ့သုံးလုံး30ပေါင်းဆိုတဲ့ဂျေးကြောင့်လေနှစ်သင်းစလုံးဟာ AACC ကိုရမယ့်အနေအထားကြီးတော့ဖြစ်နေတယ်ဆိုတော့အဓိက Real Madrid ဒီနေ့ဘက်မှာအဲဇာဗီလိုအဆိုအနေနဲ့ခန်းစစ်အသားပေးမကန်ဖို့ပဲဆူတောင်းအောင်အနေထားပေါ့လေနော်လက်ရှိခြေစွမ်းအရာကတော့ Juventus ကအရင်လိုခန်းစစ်ပိတ်ဆော့တဲ့အနေထားမှာမရှိနေဘူးဟိုတော့ချောက်ဖွင့်ဆော့တဲ့အနေထားမျိုးဖြစ်နေတဲ့အတွက်ဒီဘွဲက3030ပေါင်းရကျွန်တော်ဒီဘွဲလीတော့ Juventus ကြိုက်တယ်ဗျာ Juventus ဂိုးဘောကြိုက်တယ်ဂိုးဘောကလည်းနေသင်းတယ်လို့ယူဆတာကြောင့်ဒီပွဲလေးတော့ Juventus body နဲ့ Juventus ဂိုးဘောလေးပဲကြိုက်ပါတယ် Okay အဲ့တော့နောက်တစ်ပွဲကတော့ Dortmund နဲ့ Monterrey ပွဲပါဒီမှာလည်း Tony လကောင်းပဲ Dortmund ဟာ Monterrey ကိုလုံး90ပေါင်းမှာ၃လုံးကို80ပေါင်းနဲ့ ကားထားပါတယ်အဲ့တော့ဒေါမွန်ဟာလက်ရှိဒီယာဒီကန်ခဲ့တဲ့၃ဘွဲ၃၃အရန်ကြီးအားရစရာအနေထားမှာမရှိဘူးဖလူမီနစ်ကိုဇီးဇီးပဲကန်နိုင်ခဲ့တယ်မာမီလိုရီကို3 4နဲ့ကတ်ပြီးနိုင်ခဲ့တာပါကြီးမအောင်ပါဘူးအာဆန်အသင်းကိုလည်းနှလုံး60ပေါင်းမှာ1စီးနဲ့ကတ်နိုင်တာပါကြီးမအောင်ပါဘူးအဲ့တော့ဒီယာဒီအဖွင့်၃ဘွဲစလုံးဒေါမွန်ဟာကြီးကြထားပါတယ်ဒါသတိထားမယ့်အချက်ပါအဲ့တော့လက်ရှိမွန်တရီစာဂျိုရာမော့စ်ဦးဆောင်လာမယ့်အနေထားမျိုးမှာလက်ရှိမွန်တရီကန်ခဲ့တဲ့၃ဘွဲလုံးမှာ ်အင်တာမီလန်အသင်းကို1-1နဲ့တည်ယူကန်နိုင်တယ်ဂျီအောင်ထားတယ်ရီပါဘလစ်အသင်းကို0-0နဲ့ကန်တယ်ဂျီအောင်ထားတယ်အော်ဒီဥရာဝါအသင်းကို4-0နဲ့ကန်တယ်ဂျီအောင်ထားတယ်ဆိုတော့အဲတော်တော်လေး opposite ဆန်တယ်ပေါ့နော်တပတ်ကအသင်းကဒေါမွန်ကဒီရာဒီဖီဘာဝေါကပ်ဒီကလပ်ဝေါကပ်၃ပွဲမှာ၃ပွဲစလုံးကြီးရှုံးထားပြီးတော့ဒေါမွန်က၃ပွဲကစား၃ပွဲလုံးကြီးအောင်ထားပါတယ်မွန်တာရီယာအဲ့တော့ဒီလိုမျိုးအနေထားမှာတလုံး90ပေါင်းထပ်ပေးတယ်၃လုံး80ပေါင်းပေးထားတဲ့အနေထားအရအင်တာမီလန်ပေးထားသောကြီး နီးပါတော့ဖြစ်နေတယ်ပေါ့နော်တောင်းပန်ပေးတယ် GE ကဘယ်လိုပဲဖြစ်ဖြစ်တော့လုံး90ပေါင်း3လုံး80ပေါင်း GE ကကျွန်တော်တို့မွန်တာရီကြိုက်တယ်ဗျာနောက်ပြီးတော့ဒီပွဲလေးလေး ဟိုအခက်မသိရင်ဝမ်းဝမ်းကတော့ AC စလောက်မယ်ထင်တယ်မွန်တရီကျွန်တော်ကိုးရမယ်လို့ယူဆတယ်ပြီးခဲ့တဲ့ပွဲမှာတိုက်စစ်ကတော်တော်လေးကောင်းပါတယ်ဒါပေမဲ့ဒေါမွန်ကလက်ရှိကန်နေတဲ့ပုံစံကအဲသူသူနဲ့တွေ့ရတဲ့အသင်းတွေကိုနှိုက်ကိုကခန်စစ်အသားပေးပြီးကန်နေတဲ့အသင်းတွေဖြစ်ပါတယ်မာမီလိုဒီဆိုလည်းတကယ်တမ်းပြောရရင်ခန်စစ်အသားပေးကန်တာ3 4သူ့အတူတာဖြစ်သွားတာဖလူမီနီဆိုလည်းခန်စစ်ဦးစားပေးကန်တာအာဆန်ဆိုလည်းခန်စစ်ဦးစားပေးကန်တာဆိုတော့မွန်တရီပြီးခဲ့တဲ့4စီးပွဲပုံအရเนาะမာမီလိုဒီနဲ့ကန်ခဲ့တဲ့ဒေါမွန်ခြေစွမ်းနဲ့ပြန်ရှင်ကြည့်မယ်ဆိုတော့3လုံး80ပေါင်းရဒီပွဲလေး ဂိုးဘော်ပဲနေတဲ့နယ်လို့ကျွန်တော်ယူဆပါတယ်အဲ့တော့ဒီပွဲလေးတော့ကျွန်တော်မွန်တာရီဘော်ဒီကြိုက်ပါတယ်ဂိုးဘော်ကြိုက်ပါတယ်နော်အဲ့ဒါဆိုတော့ဒီနေ့လေးချောင်းလေး brother တို့ကြိုက်တာဆွဲပါ AC เนาะဒီဒါပြီးတော့ကျွန်တော်ဒါ quarter final ရောက်ရင်တော့ပိုပြီး short လို့ comment ထင်ပါတယ်နော်အဲ့တော့ပြန်ပြောရရင်တော့ဒီနေ့ဒါတရ9လ2025မှာ16တင်းအစီအစဉ်နောက်ဆုံးရက်မှာကျွန်တော်ကြိုက်တဲ့ပွဲကတော့ဒါ၄ပွဲလုံးကြိုက်တယ်ဒါပေမဲ့မောင်းတော့မရှိဘူးเนาะနှစ်ပွဲပဲကစားမှာဖြစ်တဲ့အတွက်ကျွန်တော်မောင်းတော့မရှိပါဘူးအဲ့တော့ကြိုက်တာကတော့ကျွန်တော် Juventus body ကြိုက်ပါတယ် Juventus goal ball ကြိုက်ပါတယ်ပြီးရင် Monterrey body ကြိုက်ပါတယ် Monterrey goal ball ကြိုက်ပါတယ်เนาะ โอเคပါအားလုံးပဲ good luck ပါညီကိုတို့ကြီးเนาะ brother counter မင်္ဂလာပါဗျ soft ပုံမင်္ဂလာပါ cherry မင်္ဂလာပါအေးအေးမင်္ဂလာပါမျိုးလေးမင်္ဂလာပါခစ်တဲ့မင်္ဂလာပါကိုလေးမင်္ဂလာပါဖြိုးတက်အောင် မင်္ဂလာပါအောင်မင်းမင်္ဂလာပါကိုကူမောင်မင်္ဂလာပါဗျ brother ကြော့ကြော့မင်္ဂလာပါကိုကူလေးမင်္ဂလာပါ zinus one မင်္ဂလာပါ music for you မင်္ဂလာပါမျိုးချစ်မင်္ဂလာပါဂျပန်နေကနေအားပေးနေပါတယ်โอเคပါ brother leo ရေးကျေးဇူးများကြီးတင်ပါတယ်ဗျ brother ကြော့ zz h line မင်္ဂလာပါဗျတပ်ပိုင်မင်္ဂလာပါတီတီစိတ်မင်္ဂလာပါ phone master မင်္ဂလာပါကဲအဲ့ဒါဆိုတော့ကျွန်တော်ဒီနေ့ဒါသုံးသက်ချက်လေးရတော့ဒီလောက်နဲ့ပဲရနာပြစီညီကိုတို့ကြီးเนาะအားလုံးပဲဒါဒီနေ့ကြည့်ရှုပေး brother တွေ share ပေး brother တွေ comment ပေး brother တွေ ယ်တယောက်ချင်းနေတိုင်းကျေးဇူးများကြီးတင်ပါတယ်ဗျမင်္ဂလာရှိသောညလေးဖြစ်ပါစေဗျ